ရယ်မတ်တွေတင်ရဲ120နဲ့3နှစ်အတွင်းမှာအောင်မြင်ဆုံးကစားသမားပြီးတော့ချန်ပီယံလိ6ကြိမ်မှာရထားတဲ့ကစားသမား9ဦးထဲမှာတဦးပါဝင်ဖြစ်တဲ့ကစားသမားကိုဒီနေ့ပြောပြချင်ပါတယ်အားလုံးပဲမင်္ဂလာပါဆိုတလင်ဘလော့ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့အခု breaking news ဖြစ်ထားတဲ့ကမ္ဘာအကောင်းဆုံးကွင်းလှည့်ကစားသမား နှစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်မိုဒရစ်နဲ့တော်မတ်မူလာဖြစ်ပါတယ်ဆိုမိုဒရစ်ကရီယဲမှာ20နှစ်ကနေ2025အထိကိုရီယဲမှာ73နှစ်ကြာဆော့ခဲ့တယ်အဲ့တော့ရီယဲမက်ဒရစ်နဲ့တူသူ့ရဲ့အောင်မြင်မှုက123နှစ်တုန်းနဲ့တွင်မှာရီယဲမက်ဒရစ်မှာစူဖလာအများဆုံးရတဲ့ကစားသမားဖြစ်ခဲ့တယ်အဲ့တော့သူ့ရဲ့တမိုင်းမှတ်တမ်းတွေကိုမှာဆိုရင်တကယ်ထူးခြားပြောင်းမောက်တဲ့ကစားသမားပေါ့နော် 2018မှာဆိုရင် volunteer စုရဘူးတဲ့ကစားသမားကဘာအကောင်းဆုံးကွင်းလဲဖြစ်နေတိမတ်ပြုခန်းတဲ့ကစားသမားပေါ့နော်သူကတော့2008ကနေ2010မှာဆိုရင်စပါးမှာကစားဘူးတယ်ကစားမှာကစားရင်းနဲ့ပရီးမီးယားလိမှာခြေစွမ်းပြတဲ့အချိန်အသင်းကြီးတွေကလိုချင်နေတဲ့အချိန်မှာ Real Madrid ကခေါ်ယူခဲ့တဲ့လက်ဦးဆိုတာခေါ်ယူခဲ့တဲ့ကစားသမား Real မှာလည်းတကယ်တမိုင်းတွင်ခဲ့တဲ့ကန်ဝင်ပေါ့လေ legend တယောက်ပေါ့နော် အဲ့တော့ဗိုလ်လုံဒီရောရတယ်အကောင်းဆုံးကွင်းလဲကစားသမားစုတွေရခဲ့တယ်ရီယယ်မက်ဒရစ်နဲ့တူဆိုရင် तू ကမေဂျာထရော်ဖီဆိုရင် तू က28လုံရခဲ့တယ်ချန်ပီယံလိ6ကြိမ်ရခဲ့တယ်ချန်ပီယံလိ6ကြိမ်ဆိုရလဲချန်ပီယံလိ6ကြိမ်ကိုရခဲ့ဦးတဲ့ကစားသမား9ဦးထဲမှာ तू က2ဦးပါဝင်ဖြစ်တဲ့လက်ဂျန်ပေါ့နော်ပြီးရင်ကလပ်ဝေါ်ကပ်က6ကြိမ်ရခဲ့တယ်ရိုဘင်စူပါကပ်က9ကြိမ်ရတယ် 5ချိန်ရတယ်။လာလီဂါ6ချိန်ရခဲ့တယ်။ကိုပါဒဲရီ2ချိန်။စပန်နစ်စူပါကပ်5ချိန်ရထားတယ်။တကယ် great great player ကစားသမားပေါ့နော်။နိုင်ငံသင်းမှာဆိုရင်လေခရိုအေးရှားနဲ့တူခရိုအေးရှားမှာ2023မှာဆိုရင်သူကဒုတိယဆုရရှိခဲ့ပူတယ်။အဲ့တော့2023မှာခရိုအေးရှားသင်းတဲ့သူကမ္ဘာဖလားမှာကာတာကမ္ဘာဖလားမှာတော့ တတိယဆုရတယ်ရုရှားမှာ2018ရုရှားနဲ့အရင်ကျင်းပတဲ့အချိန်မှာခရိုရှားသင်းကိုဒုတိယဆုရအောင်ဆွမ်းဆောင်ပေးနိုင်တယ်2022မှာတတိယဆုရအောင်ဆွမ်းဆောင်ပေးနိုင်တယ်အစားသမားမျိုးပေါ့အဲ့တော့ဥရောပဖလားဆိုရင်တော့သူကဒုတိယဆုထိခရိုရှားရရှိဘူးတယ်2023မှာရရှိဘူးတယ်သူရဲ့ international အတွင်း ပွဲကတော့186ပွဲကစားပြီးတော့29ကိုအခုလက်ရှိသွင်းထားတယ်။ဒါတကယ်အကောင်းဆုံးကမ္ဘာအကောင်းဆုံးကွင်းလှည့်ကစားသမားတူပေါ့နော်။ Real Madrid နဲ့တူ Real Madrid နဲ့မှာကောင်းဆုံးကစားသမားကွင်းလှည့်ကစားသမားတွေပြောင်းလာတယ်။ကာကာတို့မီဇက်အိုဇေးတို့ဒီကစားသမားတွေကာရဘေးတို့ဒီလိုကစားသမားတွေဘယ်လောက်ပဲပြောင်းပြောင်းဘယ်လိုပဲလာလာ ကာကာဆိုလည်းဒါဘော်ရင်ဒီရောစုရဘူးတဲ့ကစားသမားတွေပေါ့ဒီလိုကစားသမားတွေလာပြီမဲ့လေမိုဒရစ်ကရီယယ်မက်တွင်ပါအရေးပါဆုံးသောကစားသမားဖြစ်နေသူကဆက်လက်ပြီးရက်တည်ခဲ့တဲ့ကန်ဝင်ကစားသမားပေါ့သူရဲ့ကွင်းလေကအရင်စပါမှာဆော်ရရဲ့သူရဲ့ခြေစွမ်းကိုပရီးမီးယားလိပွဲတွေကြီးရဲ့အချိန်မှာတွေ့တယ်ဒီဘေကုတ်ထိတ်ကနေပြီးတော့ဘောလုံးအပြင်းကန်ချက်တွေမှာ သူရဲ့ဂိုးတွေကတိကျပြီးတော့ ေတာကောင်းမွန်တဲ့အဝေးကန်ချက်တွေတအားကောင်းတယ်ပေါ့နော်လောင်းရှူတွေကအရန်ဟိုပြောင်ပြောင်တဲ့ကစားသမားအဲ့လိုလောင်းရှူတွေရဖို့ဆိုတာမလွယ်ဘူးတဲဘောကန်နေမှန်တယ်ကိုရက်တဲ့တာလွယ်တော်ညာလဲတဖက်နောက်တန်းကစားသမားတွေကွင်းလေကစားသမားတွေကကိုယ့်ရဲ့အရှိမရှိနေတယ်ပြီးတော့တကယ် professional ကစားသမားတွေကိုယ်အမြဲတမ်းကိုယ်ဒီကန်ခွင့်မရအောင်သူတို့ကအမြဲတမ်းစူးစမ်းနေတဲ့ကစားသမားတွေဒီလိုကြားရတဲ့ကနေသူကရအောင် လောင်းရှုတွေကန်တယ်ပတ်စ်တွေပေးတာတွေတကယ်ကိုမမနော် great player ဖြစ်တယ်ဘာလို့ဆိုတော့ဘီကုတ်ထက်ကနေကန်ဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းကစားသမားစားတဲ့ချိန်မှာတစ်ဖက်ကစားသမားတွေကကိုယ်အာယုံစိုက်ပြီးတော့ချင်းကတ်နေတဲ့ချိန်အဲ့လိုဟာကိုသူရောင်းကန်နိုင်တယ်ပေါ့နော်ဒါတကယ် great player ပါနောက်တစ်ယောက်ကတော့တော်မတ်မူလာပေါ့နော်အခုဘိုင်ယန်ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာသူအနိုင်နဲ့ပိုင်းသွားပြီ ဘိုင်ယန်နဲ့တူသူကလည်းဘိုင်ယန်မှာတကယ် legend တယောက်ဖြစ်ခဲ့တယ်940နဲ့တပွဲကစားတယ်185ကိုတွင်းပြီးတော့190နဲ့နှစ်ကြိမ်ဖန်ပြီးပေးထားတယ်သူကတော့နောက်ချန်တိုက်စစ်နံပါတ်10ရောကနေကစားတာအကောင်းဆုံးကစားသမားပေါ့သူတို့ဂျာမန်ကစားသမားတွေကကြည့်လိုက်ရင်တိတ်ပြီးတော့ဟိုဘရာဇီးလိုအာဂျင်တီးနားလိုတကယ်မှော်ဆန်အောင် ကစားတာမဟုတ်ဘူးဒါပေမဲ့လည်း တို့ကနေစနစ်ပိုင်းကောင်းတယ်ကျင့်ရတယ်နေရာယူမှုမှန်တယ်အဲ့ position တွေကောင်းတယ်ကံချက်တွေတိကျတယ်ဒီဘီကုတ်ထိတ်ကနေကန်တာတွေအဆုံးသက်တွေကောင်းတယ်အဲ့ဒါတွေကသူကဂျာမန်ကစားသမားတွေကရိုးရိုးရှင်းရှင်းလေးနဲ့ဘောလုံးအောင်ပေါ့နော်သူ simple လေးနဲ့ကောင်းတဲ့ကစားသမားမျိုးတော်မတ်မူလာဆိုတာလေသူကလည်းတမိုင်းမတန်းနေရအများကြီးပဲဘွန်နလီကချန်ပီယံကိုသူက73ချိန်တောင်ဖြစ်ထားတာ UFA Champion Champion League 2ချိန်ရထားတယ်။ DBA Poker 6ချိန်ရထားတယ်။ Super Cup က2ချိန်၊ FIFA Club World Cup ကလည်း2ချိန်ရထားတဲ့ကစားသမားပေါ့နော်။တကယ်သူကလည်း legend ပဲ။ဂျာမနီနဲ့ဆိုရင်132ပွဲကစားပြီးတော့45ကိုသွင်းပေးထားတယ်။သူက2010ကမ္ဘာဖလားမှာဂျာမနီနဲ့တူတတိယဆုရတယ်။2014မှာတော့ဂျာမနီကိုကမ္ဘာဖလား Champion ဖြစ်အောင်ဒီတော်မတ်မူလာတို့မီဇက်အိုဇေးတို့ ိုဘီရင်ဂျူပင်တက်မှာဆော့ပါတယ်ခါရီယာတို့အဲ့ကွင်းလေအတွဲရ2014ကမ္ဘာဖလားမှာဆိုရင်ဒါဘရာဇီးတို့ဘာလို့ကိုပြတ်နိုင်ပြီးတော့ချန်ပီယံကိုထိုက်တဲ့တဏ္ဍာန်အာဂျင်တီးနားဘောလုံးပွဲမှာချန်ပီယံဖြစ်ခဲ့တာပေါ့နော်အချိန်ပေါ်မှာဂေါ်စီရဲ့အတွင်းကိုတကူနဲ့ဒါတကယ်အဲ့တော့အဲ့ကွင်းလေအိုဇေးတို့မူလာတို့ကွင်းလေရတကယ်အကောင်းဆုံးဖြစ်ခဲ့တဲ့ကစားသမားပေါ့နော်ဥရောပဖလားမှာဆိုရင်တော့သူကတတိယဆုရရှိခဲ့တယ်ကမ္ဘာဖလားချန်ပီယံ2014ဖြစ်တယ် 2010တုန်းကလည်းတတိယဆုဒါဒီကစားသမားတွေကတော့တကယ်ဂန်ဝင်စင်တဲ့ကစားသမားတွေမိတ်ဆွေတော့ကျွန်တော်အကြိုက်ဆုံးပြောရရင်တော့ကျွန်တော်ကတော့လူကာမိုဒရစ်ကိုပို့ပြီးတော့ကြိုက်တယ်လူကာမိုဒရစ်ရဲ့ကစားဟန်တွေအဝေးကန်ချက်တွေ free kick တွေ corner ကန်တာတွေဒီလိုမျိုးခြေကုံလေးနဲ့ wide ပြီးတော့ကန်တာတွေခြေကုံလေးနဲ့ wide ပြီးတော့ pass တွေပေးတာတွေအရန်ကောင်းပါတယ်အဲ့တော့လူကာမိုဒရစ်ကိုတော့ကျွန်တော်ကပို့ပြီးတော့သဘောကျတယ် ကယ် entertain ဖြစ်တဲ့ကစားသမားပေါ့နော်။ဘယ်ကစားသမားကိုကြိုက်နေတဲ့လဲဆိုတာကို comment လေးမှာရေးခဲ့လို့ပါတယ်။ရပါတယ်။ကျွန်တော် channel လေးကိုကြိုက်တယ်ဆိုရင်လည်း like and subscribe လေးပေးသွားကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။